ဆီယာမကာရိုက်တာကိုလေ့လာထားရဆိုပေမဲ့တကယ်တကယ်တမ်းမေမွေးဆီယာမကာရိုက်တာအွန်ဆင်းမှာလုပ်တဲ့အချိန်ကျရင်မေမွေးဆီယာနေပြီးတော့ဗာဆီယာမကာရိုက်တာပြန်ကူးရလေးရှိရဲ့အာလုံးဝအဲ့လိုအเจ้าကိုကြည့်တကယ်တကယ်အပြင်အเจ้าကိုကြည့်နေစုံနေရတယ်လို့မျိုးအောင်မှခံစားရတယ်အွန်ဆင်းမှာဟုတ် ဝိဒ္ဓာတိဥဆောင်တာတော့တည်ပြီမယ်နောက်ဆုံးပန်းနုဆိုရင်လည်းပန်းနုလိုပဲကြည်နေတဲ့အချိန်မှာမြင်စေခြင်းနဲ့ဟာမျိုးရှိတယ်။မေမွေးဆိုအမြဲတမ်းကြည်တိုင်းစကားတကားတကားကြည်တိုင်းအမြဲတမ်းအဲ့တိုင်းမြင်ရတယ်။အဲ့အတွက်ကြောင့်မို့လို့အဲ့လေးနဲ့ပတ်သက်ပြီးတော့သိချင်တာလေးအမိထားဟုတ်ခုနောက်ပိုင်းနောက်ပိုင်းကိုတိဥဆောင်လုပ်တဲ့အခါကျတော့မှဒီအဲ့ကာရက်တာတွေအတင်ပိုင်းတွေလေ့လာမယ်ဆိုတဲ့အချိန်မှာမေမွေးကလည်းအများဆုံးကြည်ပစ်ခဲ့တာပေါ့ဟုတ်။မင်းကအေးဟုတ်တယ်ဟုတ်တယ်ပေါ့။မင်းဟာတော့ဝင်းဆွဲရတယ် နေသွားတယ်ပြိတာပဲဒီနေ့ဖိုတိုရှူလေးရာမလို့မြေတာခြုံလွာဆိုတော့စီရီလေးအတွက် ပိုစတာရှူတင်ဖြစ်ပါတယ်ဟုတ်အဲဒီထဲမှာကမူကကျောင်းဆရာမကာရက်တာလေးပေါ့နော်ကျောင်းဆရာမကာရက်တာပြီးတော့အဓိကတော့ကျောင်းဆရာမဆိုတာကဟိုဘယ်လိုပြောရမလဲဒီအရန်အေးတယ်ပြီးတော့ရဲရင်နဲ့ပြတ်သားတယ်ပြီးတော့အဲ့လို ချစ်တတ်တယ်ပေါ့နော်အဲ့လိုအဲ့လိုပုံစံလေးပေါ့အဲအဓိကကတော့မူတို့ဟိုမူချိန်တဲ့ဟာလေးတွေပေါ့နော်ဒီဇကားထဲမှာဇကားထွက်လာလို့ရှိရင်လည်းသိရမှာပါ तू ကနည်းနည်းအချိန်လေးတွေရှိတယ်ပေါ့နော်ကာရက်တာကနှစ်ခုချိန်သွားတဲ့ဟာလေးရှိတယ်အဲ့ကာရက်တာနှစ်ခုချိန်သွားတဲ့ဟာလေးမှာဟိုဘလိုပုံစံလေးဆိုရဲဟာမျိုးတခြားလေးပြောပြပေးတယ်ပြီးတော့အဓိကဆီယမ်မကာရက်တာကိုလေ့လာထားရဆိုမယ်တကယ်တကယ်တမ်းမင်မွေးဆီယမ်မကာရက်တာအွန်စင်းမှာလုပ်တဲ့အချိန်ကျရင်မင်မွေးဆီယမ်နေပြီးတော့ဆီယမ်မကာရက်တာပြန်ကူရတာလေးရှိရဲ့ အလုံးဝအလိုအကြောင်းကြီးတကယ်တကယ်အပြင်အကြောင်းကြီးနဲ့စုံနေရတယ်လို့မျိုးတော့မှခံစားရတယ်အွန်တင်မှာဟုတ်အအရင်ကတည်းကမူကမင်းမွေးကားတွေအရင်ကြိုက်တယ်အဲ့တင်နေလဲအရင်သဘောကြရတယ်ပေါ့နော်အရင်သိတာတော့မူတို့ကြာပါပြီမင်းမွေးနဲ့သိတာကြာပြီဒါပေမဲ့အလုတ်ကတော့ပထမဆုံးစုံပြစ်တာပေါ့ဒီကားလေးမှာမှအဲ့လိုမျိုးမင်းမွေးစီကသိကျင်တဲ့မိကုန်းတွေအရင်များတယ်မေးကျင်တာလေးအရင်များတဲ့ခါကျတော့တွေ့တော့လဲမေးလဲမေးခဲ့တယ်တကယ်လဲကိုသိကျင်တဲ့အဖြေလဲရတယ်ပေါ့နော်ဟုတ်အဲ့ဒါကြီးကိုမူရစ်တယ်အဓိကကတော့ character အတွက် ါဘူးမူရ character လေးတွေမိမိကကျတော့ character တစ်ခုနဲ့တစ်ခုမတူအောင်အရင် character development လုပ်တာအရင်ကောင်းတယ်လေ character development လုပ်တာအရင်ကောင်းတယ်ပြီးတော့အဲငူတဲ့ဟာလေးဆိုလို့ရှိရင်လည်းအရင်လှလှလှလေးနဲ့အဲ့လိုမျိုးငူရမယ့်ဟာဆိုလည်းအရင်လှတယ်အဲအဲ့လိုလုံးဝ character ကြီးပြင်ပြရမယ်ဆိုလို့ရှိရင်လည်းအဲ့လို character လုံးဝဖြစ်နေတဲ့ဟာမျိုးမူအရင်သဘောကျတယ်မူလည်းဘယ်လိုပြောမလဲမူမူထိတ်ထားလုပ်နေရဲဆိုတာဒီ character ကို ုရီဒါတေးဥဆောင်တာတော့တည်ပြီမယ်နောက်ဆုံးပန်းနုဆိုရင်လည်းပန်းနုလိုပဲကြည်နေတဲ့အချိန်မှာမြင်စေခြင်းနဲ့ဟာမျိုးရှိတယ်။မေမွေးဆိုအမြဲတမ်းကြည်တိုင်းစကားတကားတကားကြည်တိုင်းအမြဲတမ်းအဲ့တိုင်းမြင်ရတယ်။အဲ့အတွက်ကြောင့်မို့လို့အဲ့လေးနဲ့ပတ်သက်ပြီးတော့သိချင်တာလေးအမိထား။အဲမူကြိုက်တယ်တော်တော်များများတော်တော်များများပေါ့နော်တော်တော်များများကြည့်ရဲ့အဲ့ထဲမှာမူအဲ့လိုမင်္ဂလာရှိသောနေ့ရဲ့များတို့အဲ့လိုမျိုးအဲ့ကားဆိုရင်ခဏခဏပြန်ကြည့်ရဲ့မူခဏ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 ဆိုတော့တကယ်အချိန်မောင်းမနေပေါ့နော် ့5ခေါက်6ခေါက်လောက်တောင်ရှိပြီပြန်ကြည့်ရယ်စကားကြည့်မယ်တို့အိမ်မှာအားနေရပါ냐ဆိုလို့ရှင်အမြင်အိုက်ကားလေးပဲပြန်ကြည့်ပြီးတော့ဘယ်လိုပြောမလဲအလုတ်သွားလေးမိုက်လိုက်တာဒီမြန်မာဘယ်လိုလေးလုတ်သွားတယ်ဆိုကိုယ်တွေမသိရပြင်ရတယ်အများကြီးရှိတာဆိုတော့အလုတ်လေးကြည့်ဖြစ်ခဲ့တယ်ဟုတ်နောက်9နှစ်ကြာလို့ရှိရင်မမြင်တော့ကျွန်မပြန်လာကြည့်အဲ့ဒီခါကြာရင်အမကပဲကျွန်မကိုမော့ကြည့်ရမလားကျွန်မကပဲအမကိုမော့ကြည့်ရမလားဆိုတာ အရင်ကတော့လေအမှန်တမ်းပြောရင်ငငယ်ကတော့ငငယ်တွေကတော့ဝါသနာပါပါပေါ့နော်နုပညာလောက်ကိုဒါပေမဲ့ငငယ်တုန်းကဆိုလို့ရှိရင်ဇကားကြည့်ရဆိုဒီတိုင်းပဲကြည့်ရလीနော်ဒီတိုင်းဒီတိုင်းပဲဇကားအနေနဲ့ entertainment တစ်ခုအနေနဲ့ကြည့်ရအခုနောက်ပိုင်းနောက်ပိုင်းကိုတိရုပ်ဆောင်လုပ်တဲ့အခါကျတော့မှဒီ character တွေ acting ဘိုင်းတွေလေ့လာမယ်ဆိုတဲ့အချိန်မှာမင်မူကရဲ့အများဆုံးကြည့်ဖြစ်ခဲ့တာပေါ့ဟုတ် character အရင် development လုပ်တာ character အရင်ကောင်းတယ်အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့တကယ်မူကအားကြတယ်ဟုတ် ဒါကတော့မူရိုးအတွက်ကတော့ကောင်းတာပေါ့နော်မူရိုးအသက်တွေအတွက်ကအများကြီးလက်တွဲခေါ်ပေးတယ်အများကြီးတင်ပေးတယ်မူရိုးမသိတဲ့ပညာတွေမူရိုးလုံနေရဆိုရင်ဒါကိုတိတလောက်တက်တလောက်ကိုပဲလုံနေကြတာလေဒါပေမဲ့မမူနဲ့ဆုံတဲ့ခါကျရင်အဲဒီ character လေးကတော့ဘလိုလေးရှင်းရတော့ဘလိုလေးပေါင်းလိုက်ရင်ကောင်းမယ်ဆိုတဲ့ဟာမျိုးလေးတွေပြီးတော့ plus item လေးတွေအဲ့လိုမျိုးလေးတွေအများကြီးတင်ပြီးတော့မူရိုးအတွက်ကတော့ဒီပညာတွေတော့ဝယ်လို့လည်းမရဘူးလေဘယ်မှမတော့ရှာလို့မရအောင်မမူရဲ့ဒီလှုပ်လာတဲ့အမှုပညာတက်တန်းတစ်ချောင်းနဲ့ရှင်းပြီးတော့ရလာတဲ့အတွေ့အကြုံတွေဖြစ်တော့ကြောင့်မူရိုးအတွက်အများကြီးတတ်မှုရှိပါတယ်ဟုတ် အမတ်တရားကြီးကတော့အများကြီးပါပဲဆီယမဆီယမကားဖြစ်တဲ့အတွက်ကြောင့်မလို့သွားရိုက်တဲ့အကြောင်းမှလည်းကလေးနဲ့လည်းအများကြီးရင်နေခဲ့တယ်ကလေးဆိုအကုန်လုံးဆီယမပဲဆီယမပဲခေါ်ကြတာအဲ့မှာပြီးတော့ဒီရိုက်တဲ့ရက်လည်းတလနေပါလောက်ပေါ့နော်တလနေပါလောက်ဆိုရချင်းမှာအမတ်တရားကြီးအများကြီးရှိတယ်မမွေးဆိုရင်ဘယ်လောက်ထိဟိုဟာဖြစ်လဲဆိုမူတိယဆောင်လုံးနေရချင်းမမွေးဆင်းပြီးသွားတော့မပြန်အောင်စောင့်နေပြီးအိုက်တမ်ကိုကြည့်ပြီးတော့ဟိုဘာလဲလို့လည်းပြောပြမယ်စောင့်ပေးရမလားရလားကြည့်ပေးရမလားတကယ်လုံးနိုင်လားအဲ့လိုမျိုးအရင်မေးတယ်ဟုတ်